အားလုံးမင်္ဂလာပါ The Red United ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါအခုပြောသွားမှာတော့ကျွန်တော်တို့ဒီ Chelsea နဲ့ပွဲအချုံးပွဲအပြီးပေါ့နော်ဒီ Man United ရဲ့ Nivea ဖြစ်တဲ့ Ruben Amorim ရဲ့ဒီပြောစကားတွေဘာတွေပြောခဲ့လဲဒီပွဲပေါ့ဒီပွဲပေါ့ဘလို့တုံးတက်ချက်ချခဲ့လဲဆိုတဲ့ပုံစံမျိုးတွေဒီကိုဒီမိမိကိုလောက်ထားတာတွေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီ ဒီရက်စီရပါတဲ့ကိုယ်နဲ့ပတ်သက်ပြီးတော့မေးတဲ့ခါမှာတော့သူကဘယ်လိုပြောလဲဆိုတော့ဒီရက်စီရပါတဲ့ကိုယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဒီဖြေရှားရမယ်ပေါ့နော်ကျွန်တော်တို့ဒီကိုယ်နဲ့ပတ်သက်ပြီးဖြေရှားရမယ်နောက်ဒီလိုအမှားမျိုးတွေထပ်မလုပ်ဖို့ကျွန်တော်တို့ကြိုးစားရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောသွားတယ်။ဘာလို့လဲဆိုတော့ဒီပွဲကိုသူတို့ကအဲကျွန်တော်တို့ပွဲကိုကောင်းကောင်းမွန်မွန်စတင်နိုင်ခဲ့တယ်။ပြီးရင်ကောင်းကောင်းမွန်မွန်လဲစိုးမွန်နိုင်ခဲ့တယ်။ဒါပေမဲ့ အဲဒီကိုရသွားတယ်ပေါ့နော်ဆိုတော့ဒီဘုန်းနဲ့ပတ်သက်ပြီးကျွန်တော်ကောင်းဘယ်လိုဖြေရှာရမလဲနောက်ပွဲဒီမှာဒီလိုပုံစံမျိုးအမားတွေထမလို့ဖို့အတွက်ကျွန်တော်ဖြေရှာပြီးကြိုးစားပါမယ်ကြိုးစားသွားမယ်ဆိုတဲ့ပုံစံမျိုးသူပြောသွားတာဖြစ်ပါတယ်ဆိုတော့ဒီဘုန်းနဲ့ပတ်သက်ပြီးတော့လည်းဗျာဒီကိုကလည်းတည့်ရထိုင်မယ်တော်တော်လေးကိုကောင်းတဲ့ကိုပေါ့နော်ကောင်းတဲ့ကိုဆိုတာဒီဖြတ်တင်ဖို့ပေးရတဲ့ region ရဲ့ဖြတ်တင်ဖို့ပေးရကိုကိုကတော်တော်လေးကိုကောင်းတယ်ပေါ့နော်လွတ်လွတ်ကျွတ်ကျွတ်ကိုဖြတ်တင်လိုက်ရတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့ဒီကိုကလည်း တားဆီးနိုင်မှုဆိုတော့တော်တော်လေးတော့ခက်ပါတယ်ဆိုတော့ဝဒမရဲ့အရှင်နေတဲ့တည်ရတာမယ်ဆိုတော့ဒီလိုလုံးမျိုးတွေဆိုဝဒမပို့လို့နိုင်မှုဆိုတာကညောင်းလို့မရတဲ့အနေအထားဖြစ်ပါတယ်ဆိုတော့နောက်ထပ်ကတော့ဒီကျွန်တော်တို့ဒီအပွဲကတော့ဒီသူတို့ဒီကျွန်တော်တို့ရဲ့ control အောက်မှာပဲရှိရပေါ့နော်ပထမပိုင်းပိုင်းမှာတော့ကျွန်တော်တို့ control အောက်မှာပဲရှိရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ နေဒီနေ့အပွဲမှာတော့ဒီဒီပွဲပြီးတဲ့ခါမှာတော့ကျွန်တော်တို့ရှုံးပွဲနဲ့ဂျုံတွေးခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးတူပြောတော့ပါတယ်ပြီးလို့ရှိရင်ဒီဒီကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဒီ award ကတ်တွေအရင်ရတယ်ပေါ့ဘာနဲ့ပတ်သက်ပြီးသူပြောသွားတာရှိပါတယ်ဆိုတော့ तू က award ကတ်တွေအရင်ရတော့တော့ तू မကြိုက်ဘူးပေါ့နော်ဆိုတော့ award award ကတ်တွေကို तू လုံးဝမကြိုက်ဘူးဒါပေမဲ့ तू award ကတ်ရရတဲ့ reason ပေါ့နော်အဲ့အဲ့ award ကတ်ကို तू ဘာကြောင့်ရရလဲဆိုတဲ့ reason ကို तू ကြိုက်တယ်ပေါ့ဘာလို့လဲဆိုတော့ तू award ကတ်ရရခြင်းအကျိုးကျေးဇူးအကြောင်းကကျတော့ तू ကဒီကစားသမားတွေက ဒီသူတို့ရဲ့ဒီဒီ aggressive ဖြစ်တဲ့ဒီဒီအသင်းပေါ်မှာထားတဲ့ဒီစိတ်ဓာတ်ပေါ့နော်အသင်းပေါ်မှာထားတဲ့ဒီ aggressive ဖြစ်တဲ့စိတ်ဓာတ်မျိုးကိုသူပြခြင်းအားဖြင့်ဒီအသင်းကိုအဲဘယ်လိုပြောမလဲနိုင်အောင်နိုင်အောင်ဆွတ်ဆောင်ရင်းနဲ့ဆိုပေမဲ့စိတ်ဓာတ်ကလည်းပြရရရပေးရခဲ့တဲ့ရေတို့ကတိတွေကတော့လေသူသူဒီရာတော့ကတော့သူအစဉ်ပြေပါတယ်ပေါ့နော်ဒီရာတော့ကတော့သူပြဿနာမရှိဘူးဆိုတော့သူအဲ့လိုမျိုးပြောထားတာဖြစ်ပါတယ်ဆိုတော့ဒီအသင်းမှာလည်းဒီဒီညပွဲမှာလည်းတည်ရတာမျိုးဟိုဘာကတည်းကလည်းအများကြီးရခဲ့တယ်ပေါ့နော်ဆိုတော့ ဒီဟိုကနေပတ်သက်ပြီးတော့သူပြောသွားတာလေးဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကအဲဒီဘွဲအတွက်အတင်းကိုအတင်းမှာကျွန်တော်တို့ကကောင်းကောင်းမွန်မွန်ဒီသူပြောတာပါနော်ဒီကောင်းကောင်းမွန်မွန်စတင်နိုင်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်ကိုရဖို့အတွက်ကိုရုံးခံခဲ့ရတယ်ဆိုပြီးတော့သူပြောတာရှိပါတယ်ဆိုတော့ဟုတ်ပါတယ်ကျွန်တော်တို့ဒက်ဆိုက်တိုက်စင်မှာဒီပုံစံတိုင်းကတော့ကျွန်တော်တို့ကိုရဖို့ကအမြင်နဲ့ရုံးခံနေရအောင်မှာဖြစ်ပါတယ် ်ဘာလို့လဲဆိုတော့ဒီ Westman Wildland เนี่ยကျွန်တော်တို့ဆက်သွားဖို့ကတော့လုံးဝလုံးဝဖြစ်ပါဘူးသူ့ကိုပဲအားကိုမယ်သူစီကနေပြောပဲ GoFundMe ကိုကိုရကိုရဖို့အတွက်ရည်ရွယ်ထားတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီလာမယ့်ရာသီအတွက်ကတော့တော်တော်လေးကိုရင်းနေစေအောင်ပါတယ်ဆိုတော့လာမယ့်ရာသီမှာလည်းဒီတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့တခုခုလုပ်လုပ်ဖို့လိုအပ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့အမေရာသီကလည်းဒီခုနှစ်ရာသီလိုပဲပုံစံတူနေပဲကျွန်တော်ဖြစ်သွားမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ ဒီနောက်ထပ်သူဆက်ပြီးတော့ပြောသွားရှိပါတယ်အဲ့ဒါကသူ final နဲ့ပတ်သက်ပြီးတော့သူဘာတွေလုပ်နေလဲပေါ့နော် final နဲ့ပတ်သက်ပြီးသူသူဘယ်လိုမျိုး season တွေလဲဘယ်လိုမျိုးပြင်ဆင်နေလဲဆိုတဲ့ဟာကိုပြောသွားရရှိပါတယ်ဆို final နဲ့ပတ်သက်ပြီးတော့သူအနေနဲ့ကတော့တဲ့ကျွန်တော်တို့ဒီမှာအကောင်းဆုံးပြင်ဆင်နေပါတယ်ဒီ final ပွဲကကျွန်တော်တို့ရဲ့ဒီပွဲတစ်ပွဲတည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ဒီနောက်လာမယ့် အဲစီစဉ်တစ်ခုအတွက်ကိုလည်းဒီဒီတော်လေးကိုတက်ရောက်မှုပြင်းမဲ့တက်ရောက်မှုရှိမဲ့ပွဲအဲ final point ဘွဲဖြစ်ပါတယ်ဗောနော်ဆိုတော့ तू အလုံးစုံတော့အရာတွေ तू တတ်နိုင်တဲ့မြအကုန်လုံးအကုန်လုံးကို तू စူးစမ်းသွားမယ်ဒီကစားသမားတွေကိုလည်း तू တတ်နိုင်တဲ့မြဒီယူဇာအားထုတ်ဖို့တတ်နိုင်တဲ့မြ तू ဘက်ကနေ तू လုံနိုင်တာမှန်တယ်မြ तू လုံဖို့ကစားသမားတွေဘက်ကလည်းကစားသမားတွေစူးစမ်းနိုင်တဲ့လောက်ကို အပြည့်အဝ100%မကပြည့်စူးစမ်းဖို့တော့ तू လှုပ်ဆောင်သွားမယ်ဆိုပြီးတော့သူရွအဲပြောသွားပါတယ်ဒီ final ပွဲအတွက်ကိုသူမနိုင်နိုင်အောင်လုပ်မယ်ဆိုတော့ဒီဒီပွဲတစ်ပွဲပဲကျန်တာပေါ့နော်ဒီ final ပွဲမှာအနိုင်ရဖို့တော့ဒီတစ်ပွဲပဲကျန်တာဖြစ်တဲ့အတွက်ကြောင့်မူဒီတစ်ပွဲကိုကျွန်တော်မနိုင်နိုင်အောင်လုပ်မယ်ဆိုတော့ပုံစံမျိုးသူပြောသွားတာဖြစ်ပါတယ်ဆိုတော့နောက်ထပ်မိကုန်းတစ်ခုအနေနဲ့သူဒီကျွန်တော်ရဲ့ပြိတ္တတွေပြိတ္တတွေအတွက်ပေါ့နော်သူ မေးတဲ့ဟာကိုပြောသွားတာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီတရားစီလုံးမှာပေါ့နော်ဒီ struggle အရင်ဖြစ်လုံးနဲ့ဒီ united အနေနဲ့ဒီ fan တွေကိုဗာပြောချင်လဲပေါ့နော်ဗာပြောချင်လဲဆိုတော့ तू က तू ပြောသွားတာတော့ရှင်ရိုးလေးပါပဲဒီကျွန်တော်တို့အာဒီကိစ္စဒီ fan တွေအတွက်ပေါ့နော်ကျွန်တော်တို့အများကြီးဒီ ကျေးဇူးတင်ပါတယ်ဗောနောကျွန်တော်တို့ဒီမန်ဒီမန်ယူနိုက်တက်ရဲ့အခုလက်ရှိအရှင်တွေကဘလို့အရှင်တွေတော့ဘလို့တော့အဆိုးဆုံးအရှင်တွေကိုပဲရောက်နေရောက်နေဘလို့ဆိုအောက်ဆုံးသူထိုးကြရတဲ့အရှင်တွေကိုပဲရောက်နေပါစေဒီဖန်တွေကတော့အမြဲတမ်းသူမန်ယူနိုက်တက်ကိုချင်းမြောက်ရတဲ့စိတ်နဲ့မန်ယူနိုက်တက်ကိုအမြဲတမ်း support လုပ်ပေးကြတဲ့အတွက်ကြောင့်မလို့သူအများကြီးကျေးဇူးတင်ပါတယ်ဗောနောဆိုတော့ဒီလာမယ့်ရာသီလာမယ့်ဒီရာသီအတွက်လည်းသူကြိုတင်ပြင်ဆင်ပြီးတော့ ဒီဘုံဘုံကောင်းမွန်တဲ့အတင်းတခုဖြစ်အောင်သူလှုပ်သွားမယ်ပေါ့နော်အဲ့လိုမျိုးပြောပြောမှသူရဲ့ဒီ final တော့ကိုလည်းကျေးဇူးများအတင်းကြောင်းပေါ့နော်ဒီလာမယ့်ဒီ final ဘွဲတော့ကိုလည်းသူတက်နိုင်တယ်မြတ်အကုန်လုံးကို100%မကသူကြိုးစားနေကြောင်းကိုလည်းသူပြောသွားတာဖြစ်ပါတယ်ဆိုတော့ဒီ ဒါပဲ final ပွဲတော့ကိုသူတို့9ရက်လောက်သူ9ရက်ရရောနော်9ရက်လောက်အချိန်ရရပေါ့အချိန်ရပြီးကြောင်သူ9ရက်တည်းမှာဒီပါးလုံးမလဲဆိုတဲ့အကြောင်းမေးသွားတဲ့ခါမှာတော့သူကတော့ဒီလိုပြောသွားတယ်ဆိုတော့ဒီ9ရက်မှာကတော့လေကျွန်တော်တို့ဒီဒီ2ရက်ကိုတော့ဒီ record ဆိုရင်အဲ့နေကတော့ recovery ပြန်လုပ်မယ်ပေါ့နော် recovery ပြန်လုပ်မယ်ဒီကစားသမားတွေကိုနားပေးမယ်ပေါ့နော်နားပေးပြီးရင်သူ သူပြင်ဆင်ရမယ့်အပိုင်းတွေသူပြင်ဆင်နေမယ်ပေါ့နော်ဟိုမှာဒီဗီဒီယိုတွေပြန်ကြည့်တာတို့ဘာတို့သူပြန်လုပ်မယ်ပေါ့နော်သူဒီရှေ့ပွဲမှာသူဘာတွေမှလုပ်ခဲ့လဲပေါ့နော်ဟိုလက်ရှိဒီကန်နဲ့ပွဲတွေမှာဘာတွေမှလုပ်ခဲ့လဲဒါပေမဲ့ဒီပွဲက ငါဒီဘွဲကအရင်ဘီရင်ပွဲထက်တော့ပိုပြီးတော့ aggressive ဖြစ်တယ်ပိုပြီးတော့အထာကောင်းခဲ့တယ်ဆိုပေမဲ့လည်းဒီဘွဲမှာဗားရီမားလောက်ခဲ့လို့ငါတို့ရှုံးခဲ့ရဆိုတဲ့အကြောင်းလေးဒီ final တော့ကိုသူပြင်ဆင်မယ်ပေါ့ဒီနှစ်ရက်နားတဲ့အတော်တွင်မှာပြီးလို့ရှိရင်နောက်တဲ့နှစ်ကတော့သူတို့ပြင်ဒီကစားသမားတွေ training ပြန်လုပ်မယ်ပေါ့နော် training ပြန်လုပ်မယ်ပြီးရင်ဒီ final ပွဲတော့ကိုသူတို့ပြင်ဆင်မယ်ကစားသမားတွေနဲ့အတူတူအဲဘယ်လိုကစားပွဲတွေဖုံဖုံမယ်ဆိုတဲ့ပုံစံမျိုးသူပြောထားတယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တဲ့တစ်ရက်ကတော့ဒီခီးသွားမယ်အဲအပိုင်းနဲ့ဒီ training နဲ့ပတ်သက်တဲ့အပိုင်းလေးတွေသူပြောသွားလုပ်မယ်ပေါ့ဆိုပြီးတော့သူအဲ့ဒီ9ရက်တော့တွင်ရရဲ့ချိန်9ရက်တွင်မှာဒီ final မတိုင်ခင်ရရဲ့ချိန်9ရက်တွင်မှာသူဘာတွေလုပ်မယ်ဆိုတဲ့အကြောင်းပြောသွားတာဖြစ်ပါတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ပါဒီကျွန်တော်တို့ဒီဒီ season နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က Premier League အတွက်ကတော့ကျွန်တော်တို့ကစကတော့လုံးချပြီးတော့မှာပဲ ဘာမှမဖြစ်နိုင်ဘူးဆိုတော့မှမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်တိပီးနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော့ပြိတက်တီအနေနဲ့ကဘာမှမညှိုးလင့်နိုင်ပါဘူးဒါပေမဲ့တခုရှိရကျွန်တော်တို့အခုလက်ရှိ final ရတက်သွားတဲ့ Europa League မှာကတော့ကျွန်တော်တို့အကောင်းဆုံးရလက်တစ်ခုကတော့ကျွန်တော်တို့ညှိုးလင့်နေအကောင်းဆုံးရလက်တစ်ခုကို Amorin အနေနဲ့ဆွမ်းဆောင်ပြီး Amorin နဲ့ဒီအတင်းသားတွေအနေနဲ့ဆွမ်းဆောင်ပြီးမှရပါမယ်မဟုတ်လို့ကတော့ကျွန်တော်တို့ဒီ Man United အနေနဲ့နောက်ရာသီမှာနောက်ရာသီမှာဘာမှလုံးနိုင်စွမ်းရှိမဲ့ အတင်တင်မဟုတ်တော့ပါဘူးဟောလဲဆိုတော့ဒီငွေကြေးတိုင်းတာအရာရောဒီကစားသမားရဲ့လက်ရှိဆွမ်းဆောင်ရည်အရှင်တွေအရာရောပေါ့နော်ဆိုတော့ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးဆိုတော့ဒီ final ဟာအင်တာမရေးကြည့်ပါတယ်ကျွန်တော်တို့ကိုဆွဲဖို့လည်းအင်တာမရေးကြည့်ပါတယ်ဆိုတော့သူလည်းတစ်ခုခုကိုဖျက်မြအောင်သူလည်းလုံလုံနေရဲ့အပိုင်းမှာရှိပါတယ်အဲ့တော့ကျွန်တော်တို့တစ်ချက်ဆောင်ကြည့်ရပါမယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ yesine ဖွဲ့ပြီးမှဒီသူပြောထားတဲ့ ဒီလာမယ့် final boy အတွက် plan နေတဲ့ဒီ Chelsea ရဲ့ရှုံးပွဲနဲ့ပတ်သက်တဲ့အကြောင်းလေးကိုသူပြောသွားတာဖြစ်ပါတယ်ဆိုတော့ဒီ Ruben Amorim ရဲ့ပြောစကားအင်းနဲ့ပတ်သက်ပြီးတော့ဒီဘာပြောချင်ကြလဲဆိုတော့ကျွန်တော် comment နဲ့ message ပို့မရောက်ပြီးတော့ message ပြီးလို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆွေးနွေးကြပါမယ်ကျွန်တော်ကိုထိုက်ပါ